ဖိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ကန်းကုန် channel ကနေကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ဖိတ်သက်တို့အကျိုးရှိသေးဖို့ဒေါက်တာမိုးရေးသားထားတဲ့မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ခြင်းဆိုတဲ့စာအုပ်ကောင်းလေးတို့ကိုဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စာအုပ်ကလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို subscribe လေးပြုလုပ်ပြီးဘေးနာက notification လောင်းလေးကိုနှိပ်ပေးကြပါအောင်ရှင်။ဒါဆိုရင်တော့စတင်လိုက်ကြရအောင်နော်။မိမိကိုယ်ကိုယုံကြည်မှုရှိမှာ မိမိဘဝအတွက် အကောင်းဆုံး the best version ကိုတည်ဆောက်လို့ရမှာဖြစ်ပြီးတော့ဘဝမှာလောက်ကန်ရမယ့်အရာတွေကအောင်မြင်မှာပါဘဝတစ်ခွေမှာလူတိုင်းအခက်အခဲစူးညံကလုတ်တွေ့တဲ့ကြပါတယ်အဲ့ဒါကိုဘယ်လိုဖြေရှင်းမလဲရင်ဆိုင်ကျော်လွှားကြမလဲနည်း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 စဉ်းစားတွေးခေါ်ပြီးလောက်ကန်မို့သုံးသားဆုံးလို့ရတာအိမ်မက်ကိုလက်တွေ့ဘဝအကောင့်ထွေပေါ်နိုင်တာတွေအပေါ်မူတည်ပြီးတော့ဘဝကတစ်စချိုးပြောင်းလဲသွားကြပါတယ်မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်တာဟာတစ်ခဏအတွင်း ထချလောင်းဆိုပြီးဖန်းနှိလှုပ်ယူလို့ရတဲ့အရာမဟုတ်ပါဘူး။တဖြည်းဖြည်းနဲ့ခိုင်မောင်းတိဆောက်ယူရတဲ့အရာတခုပါ။ဒါပေမဲ့ယုံကြည်မှုရပြီးရင်တော့လုတ်တဲ့လုတ်တွေကအောင်မြင်မှုရကြတာမို့ရေရှည်ရလာမယ်ရလက်ကောင်းကတော့တဘွားသားအတွက်ကောင်းမွန်ထိုက်တန်ပါတယ်။ဒီစာအုပ်လေးကမိမိကိုယ်ကိုစိတ်ထက်ခွန်အားလုံးနေသူတွေအတွက်မိမိကိုယ်ကိုယုံကြည်မှုတိဆောက်ဖို့အထောက်ကူပေးနိုင်ပါပါ။မိမိကိုယ်ကိုယုံကြည်မှုရှိပါမိမိရဲ့ကိုယ်ပိုင်အချင်းများနဲ့ သွင်ရည်များကိုယုံကြည်မှုရှိခြင်းနဲ့တခုခုကိုလုံနိုင်တယ်လို့ယုံကြည်ခြင်းမိမိကိုယ်ကိုတန်ဖိုးထားမှုရှိခြင်းဖြစ်ပါတယ်မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းဖြင့်လုပ်ငန်းခွင်မှာ ကိုယ်ပိုင်ဘဝဆက်ဆက်ရေးအိမ်မက်တွေအပါအဝင်မိမိရဲ့ဘဝအစိတ်ပိုင်းများစွာကိုအကျိုးသက်ရောက်မှုရှိစေနိုင်ပါတယ်မိမိကိုယ်ကိုယုံကြည်မှုရှိရန်ကူညီပေးနိုင်မယ့်နည်းလမ်းတစ်ချို့ကတော့နံပါတ်၁မိမိကိုယ်ကိုချစ်မြတ်လိုပြီးကျန်းမာတဲ့ဘဝနေထိုင်မှုကိုဖန်တီးပါနံပါတ်၂မိမိကိုယ်ကိုယုံကြည်ပြီးနားလည်လက်ခံတော်တငယ်ချင်းတွေ မိသားစုဝင်တွေလူတော်လူကောင်းတွေနဲ့ဝန်းရံနေထိုင်ပါနံပါတ်၃အောင်မြင်မှုရလာရင်တေးတေးပဲဖြစ်ဖြစ်ကြီးကြီးပဲဖြစ်ဖြစ်အထိမ့်မှန်လောက်ပါအောင်မြင်မှုတွေကိုပြန်တွေးပြီးတန်းထိုင်တွေချမှတ်ပြီးသိချလို့ရင်အောင်မြင်နိုင်တယ်ဆိုတာကိုသတိရပေးပါနံပါတ်၄မိမိရဲ့အားသာချက်တွေထူကြတဲ့ကိုယ်ကြီးကိုယ်တွေမတူညီတဲ့အမြင်ရှုထောင့်တွေနဲ့အတွေ့အကြုံတွေကိုအာရုံစိုက်ပြီးအလေးထားလုပ်ဆောင်ပါနံပါတ်၅အကြောက်တရားတွေကြောင့်လုံးတင်တာတွေကိုရက်တက်မနေပါသေးနဲ့ တတောင်တသားရှိတဲ့အရက်ကနေရုံးထွက်လာအောင်စူးစမ်းပြီးကြောက်ရွံ့မှုတွေကိုရင်ဆိုင်ပါနံပါတ်6မကောင်းတဲ့အတွေ့ခံစားချက်တွေကိုအတန်နိုင်ဆုံးဖျောက်ပြီးကောင်းတဲ့အတွေ့တွေများများပဲများများတွေ့ပြီးချင်းဖြင့်ဘဝမှာလုံးဆောင်လာပြီးအောင်မြင်သိမှာပါနံပါတ်9အပြုသဘောဆောင်တဲ့မိမိကိုယ်ကိုကောင်းမှုနဲ့စကားပြောခြင်းကိုလေ့ကျင့်ပါကြီးကြီးမားမားစိတ်ကူးပြီးညီမချက်တွေကိုအောင်မြင်နိုင်သူတဦးဖြစ်ဖြစ်ကိုယ့်ကိုယ်ကိုမြင်အောင်ကြည့်ပါ ကိုကိုကိုယုံကြည်မှုရှိမှအောင်မြင်သူတယောက်ဖြစ်နိုင်မှာမို့ကိုကိုကိုယုံကြည်မှုရှိဖို့ကအရေးကြီးပါတယ်။နောက်ကောင်းတဲ့တစ်ခုက BK ကသူ့သမီးကိုဘယ်လိုလူမျိုးနဲ့လက်ထပ်သေးခြင်းတလဲတဲ့။စင်းရဲတဲ့သူချမ်းသာတဲ့သူအဓိကကွာခြားချက်ကဘာဖြစ်မလဲ။အရင်နှစ်အနည်းငယ်တုန်းကညင်းနီးမြုံနှံမှုအစည်းအဝေးတစ်ခုကိုကျွန်မတက်ခဲ့ပါတယ်။အဲ့ဒီမှာစကားပြောတဲ့စပီကာတယောက်ကကဘာချမ်းသာဆုံးဆင်းဝင် BK ပါ။ အစည်းအဝေးမှာလူတယောက်ကဘီကိတ်ကိုမိကုံးတစ်ခုမေးလိုက်တယ်။သူ့မိကုံးကိုလူတိုင်းကရေးကြတယ်။သူ့မိကုံးကခမရကကပ္ပချမ်းသာဆုံးစည်ရင်းဝင်တယောက်ဆိုတော့ခမရရဲ့တမီးကိုဆင်းရဲတဲ့လူဒါမှမဟုတ်ငွေကြေးတင်းနေရှိတဲ့လူနဲ့တစ်ထပ်ပိုသဘောတူနိုင်မလားဆိုတဲ့မိကုံးကဘီကိတ်ကပြန်ပြောတယ်။ချမ်းသာတယ်ဆိုတာဘာမှပတ်စံများကြီးရှိတာမဟုတ်ဘူး။ချမ်းသာကြွယ်ဝတယ်ဆိုတာချမ်းသာခြင်းကိုဖန်ပြီးလုပ်နေတိုင်းနဲ့အရင်ရှင်းရှိခြင်းသာဖြစ်ပါတယ်ဥပမာလူတစ်ယောက်ကကံကောင်းလို့ထိပေါက်တာ ဒါမှမဟုတ်လောင်းကစားနဲ့တန်းတရာချမ်းသာသွားတယ်။အဲ့ဒါကိုချမ်းသာကြွယ်ဝတယ်လို့ဆိုလို့မရပါဘူး။အဲ့ဒီလိုချမ်းသာလာတဲ့ပတ်စံတွေကခဏဆိုထိုင်ထုံးလို့သုံးလို့ကုန်ပါပြီ။ထီပေါက်တဲ့မီလီယံနာတွေရဲ့90ရာခိုင်နှုန်းကငါးနှစ်အတွင်းပြန်ဆင်းရဲသွားကြတာပဲ။ချမ်းသာတဲ့သူတိုင်းသည်လက်ထဲမှာပတ်သက်ရှိနေရမဟုတ်ပါဘူး။များသောအားဖြင့်လုပ်ငန်းရှင်တွေကချမ်းသာဖို့လမ်းသာရှိကြပါတယ်။လက်ထဲမှာငွေမရှိကြပါဘူး။ဒါပေမဲ့သူတို့ကငွေရအောင်ဖန်တီးရမယ်နီးလန်းကိုသိကြတယ် ဲ့ဒါကဆင်းရဲတဲ့သူနဲ့ချမ်းသာတဲ့သူရဲ့အဓိကကွာခြားချက်ပါပဲလူငယ်တယောက်ကဘွဲရအောင်ယူဖို့ကြိုးစားနေတယ်အစ်စ်တွေတင်ယူတာကို ကြိုက်တယ်အမြဲတမ်းတိုးတက်ဖို့တီထွင်ဖန်တီးဖို့ကြိုးစားနေတယ်ဆိုရင်ဒီလူငယ်ဟာချမ်းသာကြွယ်ဝမဲ့လူတတိဖြစ်မဲ့သူပဲလူငယ်တယောက်ကပြဿနာတစ်ခုကိုထိုင်ကြီးတွားနေမယ်လူတကာကိုလက်ညှိုးထိုးပစ်တင်နေမယ်တတိအကုံလုံးကတခိုးတွေပဲလို့စွတ်စွတ်နေမယ်အဲ့လိုလူငယ်ကအမြဲဆင်းရဲနေမယ်သူပဲတတိဖြစ်ချမ်းသာမဲ့သူက ချမ်းသာဖို့နီလန်း အချက်လက်ပဲလို့ရတယ်။စင်းရဲတဲ့သူကတော့ဘာပဲလုပ်လို့ငွေရင်းနှီးရှိမှစတင်နိုင်တယ်လို့ထင်ကြတယ်။ဒီကုန်းချုပ်ပြောရရင်ကျွန်တော်သမီးဟာစင်းရဲတဲ့သူကိုတော့လက်ထပ်မှာမဟုတ်ပါဘူး။ငွေကြေးအရာကိုပြောချင်တာမဟုတ်ဘူး။ချမ်းသာကြွယ်ဝအောင်ဖန်နှီးနိုင်တဲ့အရေးချင်းမရှိတဲ့သူစင်းရဲတယောက်ဟာကျွန်တော်သမီးအတွက်လွတ်တောပေါ်ဖြစ်လာမှာမဟုတ်ပါဘူး။ချမ်းသာကြွယ်ဝခြင်းဆိုတာကြိုးစားမယ်นิสสนิกောင်းပဲဆိုရင်ဖန်တီးอยู่လို့ရတဲ့အရာပဲဖြစ်ပါတယ်။နောက်ကောင်းတဲ့တစ်ခုက တရက်ကိုအချိန်ပိုပြီးဘလောက်ရှိနေလဲအရန်အလုံများတဲ့သူတွေဟာအနားယူခြင်းကြတယ် free time လိုခြင်းကြတယ်ဒါပေမဲ့အချိန်ပိုတွေအရန်များနေခြင်းဟာတိုးတက်ခြင်းထဲဆုပ်ယုပ်ခြင်းကိုပိုဖြစ်စေပါတယ်လို့သိပ္ပံမြနာရှင်တွေကဆိုကြတယ်တနေ့ကို9နာရီထက်အချိန်ပိုနေတဲ့သူတွေဟာစိတ်ဖိစီးမှုပိုများစေပြီးတော့ပြင်းရတာလောက်ရမာလိုက်ကိုအချိန်ဆွဲလောက်တာတွေဖြစ်စေပါတယ်ကိုလှုပ်ချင်တာတွေလှုပ်ဖို့စိတ်အပန်းဖြေကိုလူတယောက်ဟာ တရက်ကို free time 2နာရီ3နာရီလောက်ဆိုလုံလောက်ပါပြီ။တင့်မှာတရက်ကိုအချိန်ပိုတွေဘလောက်ရှိနေသလဲ။နောက်ကောင်းတဲ့တစ်ခုက89နှစ်အရွယ်မှာ master degree ရခဲ့တဲ့အဖွားရဲ့အကြောင်းကိုပြောပြပေးပါပါ။သင်ချင်းဆိုတာဘယ်တော့မှရက်တံမို့မဟုတ်ဘူးဆိုတာကိုအသက်89နှစ်အရွယ်အဖွားက master degree တွေယူပြီးသက်တည်ပြခဲ့ပါဗါ။ညစ်တေတောင်ရနေပြီဖြစ်တဲ့ဂျွန်ဟာ South Tennu Hapashine University ကနေ Advanced Degree in English and Creative Writing ဘွယ်ကို online ကနေရရှိခဲ့ပါတယ်။စစ်သားရဲ့ဇနီးဖြစ်ပြီးတော့ရင်သားကင်သာယောဂါ survivor တယောက်ဖြစ်တဲ့ဂျွန်ဟာအသက်16နှစ်မှာအထက်တန်းကျောင်းမိခဲ့ပြီးမြေမိသားစုကပတ်သက်မရှိလို့ကျောင်းဆက်မထားနိုင်ခဲ့ပါဘူး။သူ့ရဲ့သားသမီး6ယောက်လုံးကြီးပြင်းလာပြီးအိမ်ကနေပြောင်းရွှေ့ခြေချသွားတဲ့အချိန်ကမှသူ့ဘဝမှာဖြစ်ချင်ခဲ့တဲ့ပညာသင်ခြင်းကိုအကောင့်ထဲပုံနိုင်ခဲ့ပါတယ်။ပထမ community college ကနေ associate degree ရပြီးတော့ အသက်84နှစ်မှာ University ကနေ Bachelor Degree အသက်89နှစ်မှာ Master Degree ကိုရခဲ့တာဖြစ်ပါတယ်။ဂျွန်ဘေးဂျင်ရဲ့အမှားတကားကတော့တင်ယူနိုင်သလားနေစဉ်တင်ယူပါ။စာရှုံးမှမစိုးရိမ်ပါနဲ့။ပထမအချိန်မှာမအောင်မြင်ခဲ့ရင်နောက်တစ်ချိန်ထပ်ကြိုးစားပါ။အချိန်တန်ရင်မိမိလိုရာပန်းနိုင်ကို ရောက်ပါလိမ့်မယ်။ဂျွန်တောင်အသက်89နှစ်မှာဘွဲ့လွန်ရခဲ့တာမိမိလိုချင်တဲ့ပန်းနိုင်ရောက်ဖို့အားမလျှော့ကြပါနဲ့နော်။နောက်ကောင်းတဲ့တစ်ခုက Trade School တက်ပြီးမီလန်နာဖြစ်ခဲ့သူ ပြီးခဲ့တဲ့လကမလိုအပ်တဲ့အီးမေးလ်တွေကိုဖျက်ရင်းနဲ့အရင်တော့ခင်ခဲ့တဲ့အကူတရားကိုသတိရသွားမိပါတယ်။အဲ့ဒါနဲ့အီးမေးလ်ပို့လိုက်တယ်။မတွေ့ပြတာကြာပြီနော်။ဘယ်ရီရောက်နေလဲ၊ဘာရီလုံးနေလဲဆိုပြီးသူနဲ့ကျမကခင်လာတာ၁၀စုနှစ်နှစ်ခုလောက်ရှိပါပြီ။ဆဆတီတော့ကဂျပန်ကသူတို့ယောက်ျားလေးအုပ်စုတွေနဲ့ကျမတို့မိန်းကလေးတငယ်ချင်းတစ်တိုက်ကဩစတြေးလျမှာအဲ့ဒီခေတုန်းက Facebook ဆိုတာမရှိပါဘူး။မေးကနေချက်ရတာ။နောက်တော့ကျမလည်းရန်ကုန်ခဏပြန်နေသူတို့တွေလည်းခဏပြန်နေပြီးကြတယ်ပေါ့။ ရန်ကုန်ပြန်လာတော့ကတော့အိမ်မှာလက်ဆောင်လာပြီလို့အပြင်မှာသုံးမှုတယ်2009ခုနှစ်လောက်ကတော့ကသူကကျမစီအီးမေးပို့လာတယ်သူ US ရောက်နေပြီတဲ့ဟဲဘလို့ရောက်သွားတာလဲပေါ့သူအရီဇိုနာကတေကန်နာရကိုဖြတ်ကျော်ပြီးရင်း20လောက်လမ်းလျှောက်ပေါင်30လောက်ကြာပြီးမှရောက်လာတာပါတဲ့အဲ့ဒါနဲ့ US မှာသူကလည်းကယ်လီဖိုးနီးယားမှာကျမကလည်းကယ်လီဖိုးနီးယားမှာခဏနေပြီး East ကိုပြောင်းတော့ကိုဘွားနဲ့ကိုအာယုံဆိုင်နေရတာနဲ့အဆက်ပြတ်သွားတယ်ကျမပို့ထားတဲ့ email ကိုသူတလားလောက်ကြာတော့ reply ပြန်လာတယ် သူအဲ့ဒီအကောင့်ကိုမစစ်ဖြစ်တာကြာလို့အခုမှတွေ့တာပါတဲ့သူနဲ့ဟိုပြောတီပြောရှေးဟောင်းနှောင်းဝင်တွေပေါ်ရင်းနဲ့သူတို့တငယ်ချင်းအုပ်စုတွေကကိုတီတီကိုမှတ်မိသေးလားတဲ့မှတ်မိတယ်လေဘာဖြစ်လို့လဲလို့မေးကြည့်တော့သူကအခုမီလီယနာဖြစ်နေပြီတိလားတဲ့ဘလို့ဖြစ်သွားတာလဲလို့မေးကြည့်တော့အဲ့ဒီတယောက်က vocational school မှာ technician aircon ပြင်သင်တန်းတက်တယ်။နောက် company တွေနဲ့ကိုယ့်နဲ့လိုက်ချုပ်ပြီးသူ့အလုပ်သမားတွေနဲ့သူလိုက်ပြင်တာအလုပ်လုပ်တာတည်တတ်တယ် ပြီးတော့ဆက်ဆံရေးလည်းအဆင်ပြေလို့အဲ့ဒီမျိုးကတော်တော်များများကသူ့ကိုငှားကြလို့အခုသူအရင်အဆင်ပြေသွားပြီတဲ့။တခါတည်းအမှလေးနှစ်ဘက်ချလာဒီဂရီတက်တာမဟုတ်ပဲ၆လကနေနှစ်နှစ်လောက်ပဲတက်ရတဲ့တင်နန်းကြီးလည်းဒေါ်လာ1000ကနေ3000ဝန်းကျင်လောက်ပဲရှိတဲ့ vocational school တွေတက်ပြီးတော့တေချာလောက်တက်ရင်မီလီယံနာဖြစ်နိုင်ပါတယ်။ International student တက်မယ်ဆိုရင် M1 ဗီဇာလျှောက်ရပါမယ်။ Academic school တွေကတော့ F1 ဗီဇာလျှောက်ရပါတယ်။ အမေရိကန်အိမ်မက်ဆိုတာကံကိုယူယုံပြီးတော့ဆူတောင်းနေတာတဲ့စွန့်စွန့်စားစားရေးယူစူးစမ်းပြီးတော့အောင်မြင်လာတာပါတဲ့ US မှာအောင်မြင်ခြင်းသူတွေအတွက်တစ်ပလီဖြစ်ပါတယ်နောက်ကောင်းတဲ့တစ်ခုက focus နဲ့ energy ကိုလိုအပ်တဲ့နေရာတွေမှာသုံးပါအလုပ်လုပ်ရင်လူတချို့တွေကအချိန်သွဲလုပ်တတ်ကြပါတယ်အီလိုမက်ကပြောဘူးတယ်သူများ10နှစ်လောက်လုပ်ရမယ့်အလုပ်ကိုကိုက6လလောက်နဲ့ပြီးအောင်ဘယ်လိုလုပ်မလဲစဉ်းစားပြီးတော့လုပ်ကြည့် ဘဝမှာလှုပ်ချင်တာတွေအများကြီးပြီးလိမ့်မယ်တဲ့ကျမကတော့အချိန်ဆွဲရတာဝါသနာမပါပါဘူးအချိန်ကြာလာတာနဲ့အများ focus အာရုံစုဆိုင်မှုကျပါတယ်အမေရိကန်နိုင်ငံကိုရောက်ခါသားကဆိုရင် community college မှာအချိန်တစ်နှစ်ကျော်အတွင်းလိုအပ်တဲ့ creative ပေါင်း85ခုကျော်တက်ခဲ့ပြီးတော့ GPA 3.69နဲ့ပြီးခဲ့ပြီးတော့ဟောနဲ့ရခဲ့ပါတယ် first semester spring semester summer 1 summer 2အကုန်တက်ခဲ့ပါတယ် 12 credit ဆိုရင် full time ရချိန်မှာ21 credit 2 semester အထိတက်ခဲ့ပူပါတယ်ပုံမှန်ဆို3လနှစ်လောက်တက်ရမယ်အစားမြန်မြန်လေးတက်လိုက်ပါတယ်အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်အဓိကက plan ရင်ချ time management အချိန်ကိုစီမံခန့်ခွဲတတ်ဖို့ ਨੇ အရေးကြီးပါတယ် mind management ကိုယ်စိတ်ကိုလည်းစီမံခန့်ခွဲတတ်ဖို့လိုပါတယ်ကိုယ့်ရဲ့ focus နဲ့ energy ကိုလိုအပ်တဲ့နေရာမှာပဲသုံးရင်အလုပ်တွေအများကြီးနဲ့အမြန်ဆုံးပြီးပါလိမ့်မယ်။ဘဝမှာကိုလိုချင်တာတွေနောက်ကိုမလိုက်ရင် မလို့ကျင်တာတွေနဲ့နေသွားရတတ်ပါတယ်ကိုပါလို့ကျင်တဲ့တိအောင်အရင်လုပ်ပြီးဖိုကက်လုပ်ပါနောက်ကောင်းတဲ့တကူကကံမကောင်းကြသူတွေက အောင်မြင်တဲ့သူတွေပါတဲ့ရုပ်ရှင်မင်းသားကာယဘလောင်အောင်ဖြစ်ခဲ့ပြီးတော့ကယ်လီဖိုးနီးယားရဲ့အုတ်ချိုရည်မှုလည်းဖြစ်ခဲ့ဘူးတဲ့ MO ဆော့ဝါဇင်ဂျီစကီကပြောပါတယ်အောင်မြင်တဲ့သူတော်တော်များများကငငယ်တုန်းကကံမကောင်းကြသူတွေဖြစ်ကြတယ်တဲ့ ငယ်စဉ်ကတည်းကမိဘအယမ်းချစ်အယမ်းလိုလိုက်ခံရပြီးတော့ရွှေလင်မန်းနဲ့အချင်းစီပြီးတော့လူတိုင်းရောက်မွေးလာတဲ့သူတွေကဘာမှအားထုတ်ကြိုးစားကြရမလို့တော့အတက်ကြီးလာတဲ့အခါမှာထင်တယ်လို့အောင်မြင်မှုမရကြပါဘူးငယ်စဉ်ကတည်းကကံမကောင်းတဲ့သူတွေကသူတစ်ပါးထက်အများကြီးပိုကြိုးစားရအားထုတ်ရတာနဲ့ပိုအချင်းတစ်ခုကြရင်အောင်မြင်သူတွေဖြစ်လာကြပါတယ်အမ်ဘူရှဝါဇင်ဒီကီကငယ်ငယ်တုန်းကသင်ရတဲ့မိသားစုကနေမွေးဖွားလာခဲ့တာအတွက်ကြောင့် ွဲရှိရှိနဲ့စူးစားခဲ့လို့ဘဝမျိုးစုံဖြတ်တန်းခဲ့ရပြီးတော့တည်ယူမှုလိလာစုစမ်းမှုရဲ့အဆက်မပြတ်လုပ်ခဲ့လို့နေပယ်ဆုံးမှာအောင်မြင်မှုတွေအများကြီးရခဲ့ပါတယ်။အခုအချိန်မှာကဲမကောင်းပေမဲ့စိတ်ထက်ကြနေမဲ့အစားသက်လက်စူးစားရင်ကိုလိုချင်တဲ့ပန်းနိုင်ကိုတနည်းရောက်မှာပါ။နောက်တွေးတော့တွေးတဲ့အတွေးခေါ်ကရုပ်ရည်ကြည်ကောင်းခြင်းကအရေးပါလာပါတယ်။ရုပ်ရည်ကြည်ကောင်းတဲ့သူတွေကအခြားသူတွေထက်အားသာချက်တွေအများကြီးရှိပါတယ်။ အလုတ်သွားရှောင်းရင်တန်းရကြတယ်အလုတ်ပိုခန့်နေကြတယ်ရာထူးတဲ့မျက်နှာတွေရှိကြတယ်အမြဲတတ်တတ်ရရဲ့ဝစားပါဘယ်နေရာမစိုးကိုဘာသာမရက်ဒီနိုင်မင်းနဲ့သူ့တကားကိုပဲအာကိုးနေရင်လူတွေကမင်းကိုဖိနှိပ်ပြီးနှိရှောက်သွားလိမ့်မယ်ခိုင်မာတော့ပန်းပိုးမှုအဆက်တွေကိုရက်ကိုရှားခွေပါခက်ခဲတဲ့အချိန်တွေမှာအဆက်တွေကောင်းနေကအရန်အေးကြီးပါတယ်လူကောင်းတယောက်ဖြစ်အောင်ကိုဘာသာလုပ်ပါဘသူစီကားမှာဘာကိုမှမမျော်လင့်ပါနဲ့မျော်လင့်ချက်တွေကမင်းကိုစိတ်ပြည့်အာယုံ လွဲသေးတာလွဲလို့ဘာမှမဖြစ်ပါဘူးအလုပ်ကိုကြိုးကြိုးဆက်စားလုပ်ပေးမယ်ညံသုံးကြီးမလုပ်ရင်တသက်လုံးမင်းမင်းမမ်းမမ်းနဲ့အလုပ်လုပ်ရပါလိမ့်မယ်တယောက်ယောက်ကမင်းကိုထားခဲ့ရင်ဘယ်တော့မှစိတ်မဆိုးပါနဲ့တဖက်သားကိုတင်ဖယ်တော့မှထိမ့်ချုပ်လို့မရပါဘူးတင်ထိမ့်ချုပ်နိုင်တဲ့တဦးသေးသောသူကတင်ကိုယ်တိုင်းမှာပဲတခြားသူတွေရဲ့အတွေ့အကြုံရခဲ့တဲ့မကောင်းတဲ့အတွေ့အကြုံတွေကြောင့်လူကောင်းတယောက်ဖြစ်ဖို့ဘယ်တော့မှမရက်တန့်လိုက်ပါနဲ့မိမိကျန်မာရေးကိုဂရုစိုက်ပါကျန်မာရေးဆိုတာပတ်သက်လို့ပါပဲ ဆုံးရှုံးပြီးရင်သူ့တံပိုးကိုတိလာမှာပါလူတွေက အချိန်မရွေးပြောင်းလဲနိုင်တာမို့မိမိထက်ပိုပြီးဘသူ့ကိုမှအားကိုးမနေပါနဲ့အထက်ပါအချက်တွေတွေကဘယ်အချက်ကိုလိုက်နာကျင့်သုံးနေပါသလဲလူကျင်နာရင်နောက်ကိုလိုက်ပါဘဝဆိုတာစာအုပ်တုံလိုပဲတချို့အခန်းတွေကဝမ်းနဲ့ပြာကောင်းတယ်တချို့ခန်းတွေကြာပျော်ရွှင်ပြာကောင်းတယ်ဒါပေမဲ့စာအုပ်ကိုမှလန်းမချင်းနောက်အခန်းကဘလို့စောင့်ကြုံနေမလဲမသိနိုင်ပါဘူး ဘဝမှာကိုလိုချင်တာတွေတော့မလိုက်ဘူးဆိုရင်မလိုချင်တာနေနဲ့ပဲဒီသွားရတတ်ပါတယ်ရှေ့ကိုခြေတလန်းမရွေးဘူးဆိုရင်အဲ့ဒီနေရာမှာပဲရှိနေလိမ့်မယ်တင့်တွယ်ပိုကောင်းနဲ့ဘတာပါရှင်ဖြစ်လာဖို့အမြဲစူးစမ်းပြီးနေပါဘဝမှာ အရင်ခက်ခဲလာတဲ့အခါနံပါတ်၁လမ်းလျှောက်ပါလမ်းလျှောက်ခြင်းကစိတ်ကိုကြည်လင်စေပါတယ်နံပါတ်၂အနာယူပါကိုလိုချင်တာတွေကိုလှုပ်ဖို့အတွက်တစ်နေ့တာအနာယူလိုက်ပါနံပါတ်၃ရေရောပါ ိန်းတယောက်ကိုတခုခုပေးပါပေးကမ်းခြင်းတွေကမိမိရဲ့စိတ်အတွင်းပိုင်းထဲထိရွေးထွေးစေပါတယ်နံပါတ်၄တယောက်တည်းအထီးကျန်တာတွေမဖြစ်အောင်ကော်ဖီဆိုင်ဒါမှမဟုတ်လူရှုပ်တဲ့လမ်းမှာထိုင်ပြီးမိမိရဲ့ပတ်ဝန်းကျင်ထဲမှာနှိမ့်မြုပ်လိုက်ပါလူတွေနဲ့စကားပြောစရာမလိုပါဘူးနံပါတ်၅လေ့လာပါမိမိတွေ့ကြုံရတဲ့အရာတွေကိုရှာဖွေပါပြဿနာတွေကိုရင်ဆိုင်ဖြေဖြင်းဖို့အသိပညာနဲ့အရင်းမြစ်တွေကိုရှာဖွေပါလေ့လာပါနံပါတ်၆ ကြိုတင်ပြင်ဆင်မှာတနည်းတာလှုပ်ဆောင်ရမယ့်စည်ရင်းကိုညာကလေးကခြားရေးထားပြီးပြင်ဆင်ထားပါ။ဒါမှမဟုတ်အာသာချက်များမိမိမှာအားနည်းချက်ပဲရှိနေတာမဟုတ်ပါဘူး။အာသာချက်တွေလည်းရှိတယ်ဆိုတာသတိရအောင်အာသာချက်အချက်20ကိုစည်ရင်းခြားရေးလိုက်ပါ။ဒါမှမဟုတ်ရှေ့ကိုရှေ့ဆက်သွားပါ။ဘာပဲဖြစ်ဖြစ်သိငယ်တဲ့ခြေတလန်းကိုဆက်လန်းမှာဘာမှမလုပ်ခဲညီနေခြင်းသည်ခက်ခဲတာတွေကို ပိုတွေးမိသေးပါတယ်။နံပါတ်6ဟင်းချက်တာ ဓာတ်ပုံရိုက်တာတွေလိုမျိုးဝါသနာဟောင်းတစ်ခုကိုပြန်လုပ်ပါတစ်ခုမှမရှိရင်တစ်ခုခုဖန်ပြီးပါနံပါတ်30ဦးစားပေးပါအရေးကြီးတာတွေကိုအခုပဲဆုံးဖြတ်ပြီးလုပ်ပါမလိုအပ်တဲ့အပိုအလုပ်တွေကိုညှင်းဆိုပါနံပါတ်31သိကြည်အောင်အရေးဝဝအိပ်ပါညာတိုင်း9နာရီကနေ9နာရီကြာအောင်အိပ်ဆက်အနားယူပါဆက်နှစ်ယူသွပါငငယ်ကလှုပ်ချင်ခဲ့တဲ့အလုပ်တစ်ခုခုကိုလုပ်ပါ။ဘဝကိုအရန်အလေးနဲ့မထားပါနဲ့။ 73ငိုချပါစိတ်ညစ်နေတဲ့စိတ်ခံစားချက်အားလုံးကိုလွှတ်ပေးလိုက်ပါပိုကောင်းလာပါလိမ့်မယ်နံပါတ်74သင်ကိုယ်သင်ပြောဆိုမှုတွေကိုစစ်ဆေးပါမိမိကိုယ်ကိုအပြည့်သဘောဆောင်တဲ့ပြောဆိုမှုတွေကိုရှောင်ပါနံပါတ်75ခြာရေးပါစိတ်ခံစားချက်တွေကိုခြာရေးတဲ့အလေးထားကိုဝင်းယူပါဒါမှသင်စိတ်ကိုလွတ်မြောက်အောင်ကူညီပေးပါလိမ့်မယ်နံပါတ်76ဘဝတည်ခရီးတစ်ခုဖြစ်ကြောင်းတင့်ကိုယ်တင်တတိပေးပါ အခုကြုံတွေ့နေရတဲ့အခက်အခဲတွေကယာယီဖြစ်ပြီးတော့ပြီးဆုံးသွားမှာပါဖြစ်ကြောင်းကိုသတိပေးပါအခုချိန်မှာဘဝကခက်ခဲနေအတက်ပါအချက်လေးတွေကိုလှုပ်ကြည့်ပါနောက်ကောင်းတဲ့တစ်ခုက you to see it လူတရားအောင်မြင်တာတွေ့တဲ့အခါကံကောင်းလိုက်တာလို့ပြောမယ်အစားသူတို့စူးစမ်းလို့ you to see it ရတင်ရတိုက်တယ်လို့ပြောဖြစ်ပါတယ် ။တမန်အခြေအနေကနေအောင်မြင်တဲ့အခြေအနေတစ်ခုဆိုတာရုတ်တရက်ဖြစ်လာတာမဟုတ်ပါဘူး။ဒီပေါင်းများစွာသွဲနဲ့စူးစားပြီးအကံပြေခဲမျိုးစုံနေစားတဲ့ကမျိုးရည်တွေချားတဲ့ကလက်မလျှော်ပဲပိတ်ဆက်ခဲ့ရတာသူတို့ကိုယ်တိုင်ပဲသိပါလိမ့်မယ်။ဒါကြောင့်လူတွေမှာရှိတဲ့အရာတွေကိုမနာလိုသိနေရှုံချတာဝေဖန်ကဲ့ရတာတွေလုပ်နေတဲ့အစားသူတို့ဖြတ်တန်းလာခဲ့တဲ့ခက်ခဲတဲ့ဘဝတွေကိုတစ်ချက်ပြန်ကြည့်ဖို့မမေ့လိုက်ပါနဲ့။အောင်မြင်တဲ့သူတွေကတော့သွေးနဲ့ချေးနဲ့ရင်းနှီးပြီးဒီ 調査ခဲ့ရတာတွေအတွက်အောင်မြင်မှုရဲ့အသီးပွင့်တွေကသူတို့နဲ့ထိုက်တန်ပါတယ်။သူတို့ရဲ့စွန့်လွန်အလင်းနာခံမှုတွေပြီးဆက်လိုက်ရတာတွေအချိန်တွေကအသီးပွင့်တွေပြန်ခံစားရတာပါ။မိမိကိုယ်တိုင်လည်းအောင်မြင်အောင်調査ပြီးမိမိနဲ့ထိုက်တန်တဲ့နေရာတစ်ခုကိုရအောင်調査ပါ။ဘဝမှာတင်ယူခဲ့တဲ့အကောင်းဆုံးသင်္ကန်းစာကဘာလဲမြမပြည်ရဲ့ဒလီထုံးစံတိတ်မကွာတဲ့အိန္ဒိယကကောင်မလေးတယောက်ရဲ့အတွေးမြင်လေးပါ သူကအမြဲတမ်းလွတ်လပ်တဲ့အမျိုးသမီးတယောက်ချစ်ချင်ခဲ့တယ်။ငငယ်ကလေးကအိမ်မက်အကြီးကြီးမပူတဲ့ရုပ်ရှင်ထဲမှာအမိခိုခဲ့တဲ့အမျိုးသမီးကိုမြင်လိုက်သူ့လိုလိုဖြစ်ချင်ခဲ့တယ်။ရှေးရိုးဆန်တဲ့မိသားစုကနေဆင်းသက်လာတဲ့မိန်းကလေးတယောက်အတွက်ဖွဲရပြီးရနဲ့နောက်တစ်ဆင့်ကတော့လက်ထပ်ဖို့အရေးကြီးဆုံးဖြစ်လာတယ်။ခက်ခက်ခဲခဲကြောင်းတဲ့စာမကျက်ထားရင်တခြားသူကိုပြီးခိုနေရတော့မယ်။မရေရာတဲ့ယောက်ျားလေးနဲ့လက်ထက်ရလိမ့်မယ်ဆိုတဲ့တယူတန်အယူဆရှိတော့မိဘတောင်းဝင်းရင် အတိုင်းဝိုင်းကနေရုံးထွက်ဖို့ခက်ခဲခဲ့ပါတယ်လူတိုင်းလူတိုင်းကြီးကြီးကျယ်ကျယ်တွေးတင်တယ်အိမ်မက်ဆိုတာမမက်မချင်းအိမ်မက်ကိုဘယ်တော့မှအကောင့်ထဲပေါ်ဖြစ်မှာမဟုတ်ပါဘူးအိမ်မက်ကြီးကြီးမက်မှာဒီဇိုင်းမက်မက်လုံးမှာအိမ်မက်ကနေတကယ်လက်တွေ့ဘဝရောက်လာမှာပါဘဝမှာကိုလိုချင်တဲ့အရာအောင်မြင်တဲ့အတိတ်ပဲရှိတဲ့ဘဝကိုပိုင်းဆိုင်ဖို့ဇွဲလုံးလာတက်သမတ်ထဲနဲ့ကြိုးစားအားထုတ်မှုလုပ်ရင်အောင်မြင်နိုင်မှာပါဒီနေ့မှာတော့ကျမကမမီကိုတကင်းနဲ့အမျိုးသမီးတယောက်ဖြစ်လာခဲ့ပါပြီ ဝေးကြီးအသင့်တင်ပြည့်စုံတဲ့မိသားစုကကြီးပြင်းလာပေမဲ့ကိုပါသားအမိခိုခင်းခင်းရက်တီကိုမိဘတွေစီကငွေကြေးထောက်ပံ့မှုမယူဖို့ဆုံးဖြတ်ခဲ့ပြီးမိမိကိုကိုအားပေးပြီးတော့တင်ယူမှုတွေကိုစက်တိုက်လုပ်ခဲ့ပါတယ်။အိမ်မက်တွေကိုအကောင့်ထည့်ပေါ်ခဲ့ပါတယ်။ Stethmo အသက်၁၀လောက်အရွယ်တုန်းကအမျိုးတယောက်ဆိုင်မှာတပတ်ကို၂ရက်လောက်ဒေးကူရောင်းပေးရတယ်။အဖေလောက်ကပြန်လာရင် အိမ်သိမ်းလာတဲ့ပတ်သက်တွေကိုအမြဲကူးတွက်ပေးခဲ့ရဘူးလေကြီးလာရင်အလုံးများများလုံးမယ်ကြီးကြီးလုံးမယ်လို့အမြဲစိတ်ကူးခဲ့တယ်။အမေကမှကြောင်းတက်တုန်းက business နဲ့ meeting တွေတက် organization တွေ join ကြောင်းမှဆရာတွေနဲ့လည်းကို idea တွေဆွေးနွေးဖြစ်တယ်။ဘာပဲလုပ်လို့ time manager နဲ့ mind manager နဲ့အတွေ့အကြုံ idea တွေကအရေးကြီးပါတယ်။ဆရာတယောက်ကပြောတယ်ဘာပဲလုပ်လို့ step small တဲ့။ plan ကျရင်အလဲလက်ပြီးပြုတ်ကြတတ်တယ် တသင်ချင်းစီတက်ပါတဲ့ဆရာတကားကိုတရားစင်သားပြီးတော့ကြောင်းပြီးရင်ဒေါ်လာ2000နဲ့လေးလာထားတဲ့အလုပ်တစ်ခုကိုစလုပ်ဖြစ်တယ်ဒီနေ့ဒီချိန်မှာတော့ဝန်ထမ်း20ကျော်နဲ့အအောင်မြင်မြင်လဲပန်းနိုင်တဲ့လုပ်ငန်းတစ်ခုဖြစ်နေပါပြီမန်နေဂျာတွေရောအကောင့်တန်တွေရောရှိလို့မြန်မာပြည်စင်ကာပူသွားတော့ကဘယ်အချိန်ဘာသွားဘာလုပ်လို့ပြောထားလိုက်ရုံပဲသူတို့ကတက္ကသိုလ်ရဲ့ဖြစ်ဖြစ်အောင်အကုန်စီမံပေးသွားတယ် ဘဝမှာကိုလှုပ်ချင်တာတွေများများနဲ့မြင်မြင်ပြီးဖို့အလုပ်တွေကိုစီမံခန့်ခွဲထပ်ဖို့အရေးကြီးပါတယ်။အချိန်ပေးပါအချိန်မရှိဘူးအချိန်မရှိဘူးတဲ့တနေ့တနေ့အလုပ်ပင်ပန်းလို့လှုပ်ရှားတွေများလို့အချိန်မရှိဘူးလို့ပြောတဲ့သူတွေကြီးပါပဲ။ဒါပေမဲ့ဒီပင်ပန်းမှုတွေကြားကပဲသူများတွေအနိုင်နေချိန်မှာမိမိဖြစ်ချင်တာတွေကိုအချိန်ပေးပြီးလေးလာမှုတွေတနိုင်နှစ်နိုင်လောက်အမြဲလုပ်နေတဲ့သူတွေကလူကျင်တဲ့ပန်းနိုင်ရောက်ပြီးတော့ တနေ့စင်ပေါ်ရောက်သွားကြတာပါပဲဒါကြောင့်မို့မိမိကိုကိုချစ်ရင်တိုးတက်ပြောင်းလဲခြင်းရင်အချိန်ပေးပါကဲဒီနေ့တော့ဒီလောက်ပါပဲเนาะနောက်နေ့မှာတော့အပိုင်းလေးခွဲပြီးဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတို့ရဲ့ channel လေးကို subscribe လေးနှိပ်ပြီးတော့ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးကြကြပါအောင်ရှင် comment မှာလည်းဝင်ရောက်သွေးနှိမ့်နိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်